အားလုံးပဲမင်္ဂလာပါ UK မှာရှိရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့တဲ့အားလုံးမင်္ဂလာပါအခုလောလောဆယ်ဒီကနေ့က Champion League ရဲ့ဒုတိယနေ့ဖြစ်ပါတယ်ဒုတိယနေ့မှာပွဲကောင်းတွေအများကြီးရှိတဲ့အထက်မှာ Carabas နဲ့ IS ပွဲရှိတယ် Valerian နဲ့ Copenhagen ပွဲရှိတယ် Athletic Club နဲ့ Paris Saint-Germain Bayer Leverkusen Newcastle Borussia Dortmund နဲ့ Bodo Glimt Club Brugge နဲ့ Arsenal Juventus နဲ့ Buffalo ဘန်ဖီကာနဲ့နာပိုလီနဲ့နောက်ဆုံးပွဲအကောင်းဆုံးကတော့ရီယယ်မက်ထရစ်နဲ့မန်ချက်စတာစီးတီးပွဲဖြစ်တယ်ဆိုတော့ရီယယ်မက်ထရစ်မန်စီးတီးပွဲကအကောင်းဆုံးပွဲအထူးသဖြင့်ဖီယားရီများနေတဲ့ဂျာဗီလွန်ဆိုတို့အရေးပါတဲ့ပွဲဖြစ်တယ်ဂျာဗီလူဆိုဒီပွဲမနိုင်ခဲ့ရင်သူဂျာဒူကထုတ်ပယ်ရနိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုတော့သူ့အတွက်ကတကယ်ကိုအန်ဒါပရက်ရှာတစ်ဖက်ကဖက်ကွာဒီိုလာရဲ့ မန်ချက်စတာစီးတီးကပုံစံကောင်းရနေတဲ့အသင်းဖြစ်တယ်ဆိုအခုလောလောဆယ်မှာကာရာဘတ်နဲ့အိုင်အက်စ်ကာရာဘတ်ကဒီပြိုင်ပွဲမှာ9မှတ်အိုင်အက်စ်ကဖွင့်တိုင်းရှုံးထားတယ်ဆိုတော့အာဇာဘိုင်ဂျန်ကလပ်အသင်းလေးတို့ကချမ်းရှိတယ်သူက 12နာရီနဲ့15မိနစ်မှာကံမဲ့ပွဲဖြစ်တယ်ပြီးတော့မှ Villarreal နဲ့ Copenhagen ရှိတယ် Villarreal ကလာလီဂါမှာအရန်ကောက်တလောက် Champions League မှာတော်တော်လေးညံ့နေအသေးဖြစ်တယ်ဆိုတော့သူတို့နောက်တစ်စတက်ဖို့အခွင့်အရေးမျှော်လင့်ချက်ရှိချင်တယ်ဆိုရင်တော့ဒီပွဲအနိုင်ကံဖို့လိုတယ်ဆိုတော့ကျွန်တော်ထင်တော့ Villarreal ပထမဆုံးအကြိမ်၃မှတ်အပြည့်ရနိုင်မဲ့ပွဲပြီးတော့မှနောက်ပိုင်းပွဲဖြစ်နနက်2နာရီခွဲည7နာရီမှာကံမဲ့ပွဲမှာ Athletic Club နဲ့ Paris Saint-Germain Athletic Club ကလည်းဒီပြိုင်ပွဲမှာအပ်ပန်တောင်းဖြစ်တဲ့အသင်းပဲသူတို့အသင်းကလည်းအခုလောလောဆယ်မှာ၄မ မှတ်ပဲရတယ် PSG က12မှတ်ရထားတယ်ဒီနှစ်သင်းကြားခြေကွာချမှုတော်တော်လေးရှိတယ် Athletic Club ကအခုလက်ရှိဒီပြိုင်ပွဲမှာအလောက်ဆွမ်းဆောင်ရေးကောင်းပြထားတဲ့အသင်းပုံပေါ်ဒီသင်းကလက်ရှိ European Champion Paris Saint-Germain နဲ့ကံရမယ်ဆိုတော့ဒီပြိုင်ပွဲမှာ Athletic Club ကစုပေါင်း၄မှတ်ပဲရထားတယ် တပွဲနိုင်တပွဲသေး၃ပွဲရှုံးထားပြီးတော့ PSG ကတော့၁၂မှတ်ရထားတယ်ဆိုတော့သူတို့၂သိန်းကြားအခုနောက်ဆုံး Athletic Club က Real Madrid ကိုအိမ်ခွင်းမှာလည်းရှုံးထားတယ် Arsenal ကိုလည်း Champions League မှာရှုံးတယ်သူတို့ရလက်တီတောက်လျှောက်ဆွဲချင်းမှာ Paris Saint-Germain က Bayern Munich အသင်းကိုအိမ်ခွင်းမှာရှုံးတဲ့ပွဲကလွဲချင်းနောက်ပိုင်းပွဲတွေအားလုံးရလက်ကောင်းထားတဲ့အသင်းဖြစ်တယ်လက်ရှိ PSG မှာလူစုံနီးပါးတော့မှုတ်သေးပေမဲ့တော်တော်လေး strong ဖြစ်တဲ့နိုင်ငံနဲ့ကစားနေတာဖြစ်တယ်ဆိုတော့ကျွန်တော်မြင်တော့ PSG အတွက်အပန့်ရောစရာမရှိဘူးနောက် PSG ကအရင်ထဲကလည်းခြေကောင်းတယ်ဥရောပအဆင့်မှာ လူ ਈ စီနီဂေးအသင်းကတည်ငြိမ်တဲ့အသင်းဖြစ်တဲ့တကြောင်ကျွန်တော်ကတော့သိထူးကြမရှိဘူးဒီပွဲက Athletic Club ရဲ့အဝေးကွင်းဖြစ်တဲ့တိုင်အောင် Paris Saint-Germain တို့ကနောက်ထပ်၃မှတ်ရယူနိုင်တဲ့ပွဲမျိုး Benfica နဲ့ Napoli မှာ Jose Mourinho က Napoli နဲ့တွေ့မယ်လက်ရှိမှာ Mourinho ကလည်းသူကင်တဲ့ Champions League ၄ပွဲမှာပထမဆုံးပွဲနိုင်ပွဲရထားတယ်အဲ့နေရာမှာ Napoli အသင်းကလည်း up and down ရလဒ်တွေနဲ့ဒီပြိုင်ပွဲမှာချိန်မငိမ့်ဘူးသူတို့လည်းတပွဲနိုင်တပွဲသေးနှစ်ပွဲရှုံးထားတယ် Benfica ကတော့တပွဲနိုင်၄ပွဲရှုံးထားပြီးတော့ကစားရမှာက ဘန်ဖီကာရဲ့အင်ကွဲမှာဖြစ်တဲ့ နာပိုလီကအခုလက်ရှိစီးရီးအမှာတော်လေးပြောင်းငိမ့်နေတယ်။ဒါပေမဲ့ဒီအသီးမှာအန်တိုနီယိုကွန်တီအသင်းကအပ်ပန်တောင်အရန်များတယ်။တချို့ပွဲတွေရှုံးသွားတယ်၊တချို့ပွဲတွေတေးကြတယ်။တော့ကျွန်တော်အမြင်တော့ဒီပွဲကတေးကိုဥတီနိုင်တယ်။ Rashford White လည်းချီပြန်ကောင်းနေပြီ၊ကိုးတွေသွေးနေပြီ။ Driver မပါတဲ့အတွက်ကြောင့်နာပိုလီအသင်းကွင်းလယ်ပိုင်းတော့အားနဲ့နေဆဲဖြစ်တယ်။ဒါပေမဲ့ Benfica ကိုယ်တိုင်ကလည်းချီမငြိမ်ဘူး။ Jose Mourinho လက်ထက်မှာအဲ့လောက်ကြီးမငြိမ်တဲ့အတွက်ကြောင့်တေးဥတီနိုင်တဲ့ပွဲ။နောက်ပွဲထဲမှာ Arsenal က Club Brugge နဲ့ကန်ရမယ်။ Arsenal အတွက်ဒီပွဲပြီးဝူဗာဟန်တန်ပွဲဆိုရင် ြောင့်သူတို့အတွက်တိတ်ထူးထူးခြားခြားတော့ပြဿနာမရှိတော့ဘူး။နောက် club group ကိုနိုင်ရင်6ပွဲဆက်နိုင်မယ်။အဲ့ဒါဆိုရင်သူတို့အုပ်စုက16မှတ်နဲ့ပထမရဖို့ခြေတည်တော်လေးကောင်းမယ်။ဆိုတော့အုပ်စုပထမရပြီဆိုတာနဲ့ champion league ပြိုင်ပွဲရဲ့ရှုံးထွက်ပွဲတွေရဲ့ဒုတိယအကြိုတန်းကိုအိမ်ကွင်းမှာကန်ကွင်းရမယ်အားသာချက်ရှိမယ်။ ကလပ်ဘရုကဒီပြိုင်ပွဲမှာခြေစွမ်းထက်တဲ့အသင်းလို့ပြောရခက်တယ်။ဘာလို့လဲသူတို့လည်းတပွဲနိုင်တပွဲသေးသုံးပွဲရှုံးထားတယ်။အာဆင်ကတော့ဒီချန်ပီယံလိပြိုင်ပွဲမှာ14ဂိုးအတွင်း2ဂိုးပဲပေးထားပြီးတော့ခြေစွမ်းတော်တော်လေးတည်ငြိမ်တဲ့အသင်းဖြစ်တယ်။ဆိုတော့လောလောဆယ်နေထားရဒဏ်ပြသနာတွေအများကြီးရှိတယ်။ကျွန်တော်မြင်တော့ဥရောပမှာပွဲပယ်ခံမှုမရှိဘဲနဲ့ပရီးမီယာလိမှာပဲပွဲပယ်ခံရတဲ့ Calafio ဒီပြန်ပါနိုင်တယ်။ဘာလို့ဆိုတော့ Mylewis Kelly ကပရီးမီယာလိပွဲအတွက်ဖြစ်နိုင်တယ်။ဒါဟာတိုက်စစ်ပိုင်းမှာကျွန်တော်တို့ Victor Yokrest တို့ Gabriel Jesus တို့ဖြစ်လာနိုင်ခြင်းရှိတယ်။တစ်ဖက်မှာလည်းပွဲပတ်နေတဲ့အတွက်ကစား ာမချူအာစနယ်အပြောင်းလဲတွေအများကြီးလုပ်နိုင်တယ်အထူးသဖြင့်အာစနယ်ရဲ့ဂိုးသမားဆိုရင်ကျွန်တော်ထင်တော့ဒါဗစ်ရိုင်ယာနေရာမှာကက်ပါရီဇာဘလကတော့သူ၃ကောင်း၃နိုင်တယ်ခန်စီကအခုလောလောဆယ်မှာလူမရှိတဲ့အတွက်ကြောင့်ကျွန်တော်ထင်တော့ဘန်ဝိုက်ကိုသုံးမယ်ကာလာဖီယိုရီကိုအတွင်းထည့်ပြီးတော့မိုင်းလူစကယ်လီနဲ့သုံးလို့ရတယ်အဲဆိုရင်ကင်ကပီယာနဲ့တွားပြီးတွဲလို့ရလို့တင်ပါကိုနားတာဖြစ်နိုင်တယ် ဝိလယ်မှာခရစ်ယာန်နောကာဆိုကစားမားတွေဖြစ်နိုင်ပြီးတော့အပရီချီအဇီနဲ့အိုဒီကတယောက်လောက်ပဲသုံးနိုင်ပြီးနော်နီမာတွေ့ကေတို့တချို့ပလေယာတွေအပြောင်းလဲဖြစ်နိုင်တယ်ဒါအာဆင်အဝေးကွင်းဖြစ်သည့်တိုင်အောင်ချန်ပီယံလိမှာတော့တို့ခြေစွမ်းကောင်းတယ်ဒဏ်ရာပြဿနာတွေထပ်မဖြစ်ဖို့ကစားမှာဖြစ်တဲ့ကြောင့်အာဆင်ပဲသုံးမဲ့ယူနိုင်တယ်နောက်နောက်ပွဲကတော့ Juventus နဲ့ Parfor Juventus တွေအမှတ်လိုအပ်နေတဲ့ပွဲပဲစီးတဲ့ထိပ်သီးကလပ် Juve ကဒီပြိုင်ပွဲမှာတော်တော်လေးချိန်မြင့်မှုသူတို့လည်းလက်ရှိအနေထားအရတပွဲနိုင်၃ပွဲတည်ချပြီးတော့တပွဲပဲရှုံးထားတယ်ဒါပေမဲ့ခက်တာလေ Juventus က ခံစစ်တော်တော်လေးညနဲ့ပေးကို၁၀ကိုတောင်ပေးထားရတယ်ဘာဖူကဂျူဗန်တက်စ်လိုပဲ၆မှတ်ရထားတယ်ဒါပေမဲ့ကျွန်တော်အမြင်တော့ဂျူဗီအိမ်ဝင်းဖြစ်တဲ့အတွက်ကြောင့်လောလောဆယ်မှာလူစီယာနိုစပယ်လက်တီရဲ့အသင်းအိမ်ကွင်းမှာ၃မှတ်အပြည့်ယူနိုင်မဲ့ပွဲမျိုးဖြစ်တယ်ဘူရီရှက်ဒော့မန်ကလည်းအိမ်ကွင်းမှာဘိုဒိုကလင်းနဲ့ကန်ရမယ်ဆိုတော့ကျွန်တော်ထင်တော့ဒော့မန်ကချန်ပီယံလိမှာတော်လင်းငြိမ့်နေတယ် ဒီအတွက်ကြောင့်ကျွန်တော်ထင်တော့ Borussia Dortmund က AC ပဲ Bodo Glimt ကိုသူ့အတွက်ပြဿနာမရှိလောက်ဘူးအိမ်ဝေးကာမှာဖြစ်တဲ့ရလက်ပိုင်းရရောခြေစွမ်းပိုင်းရရောကျွန်တော်ထင်တော့ Dortmund ပဲကိုပြတ်တောင်နိုင်သွားနိုင်တယ်ပြီးတော့မှ Bayer Leverkusen နဲ့ Newcastle Newcastle Champions League မှာခြေပြတ်တည်ငြိမ်နေပေမဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ Newcastle ရှုံးထားတယ်ဆိုတော့ကျွန်တော်မြင်တော့ Bayer Leverkusen ကဒီပြိုင်ပွဲမှာ Manchester City အသင်းကိုတောင်ကောင်းကောင်းဆွမ်းဆောင်ရင်ကောင်းပြသထားသူလောလောဆယ်နေထားရ Leverkusen ကခြေတည်ငြိမ်နေတဲ့အသင်းဖြစ်တယ်ဒါ City ကိုသူဆွမ်းဆောင်ရင်ကောင်း ောင်းပြသထားတယ်လီဗာပူးစင်ကဒီချန်ပီယံလိမှာအပ်ပန်ဒေါင်းတော့ဒါပေမဲ့ surprise တွေနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာလုံးဝကို surprise လုပ်သွားတဲ့အချက်ကမထင်မှတ်တဲ့အခြေအနေပေါ့လေဘိုင်ယန်လီဗာပူးစင်ဟာအခုလောလောဆယ်အနေထားရလဲယုံကြည်မှုအပြည့်အဝပြန်ရနေတယ်သူတို့ပြီးခဲ့တဲ့လိပွဲမှာရှုံးနေကပ်ပွဲမှာဒေါမန်ကိုသူတို့ပြန်နိုင်တယ်ဆိုတော့အခုလောလောဆယ်အနေထားရ City ကွင်းမှာအနိုင်ရလိုက်တဲ့ရလက်ကလီဗာပူးစင်ကို completely different ယုံကြည်မှုပဲအိမ်ကွင်းဖြစ်တဲ့အတွက် Newcastle ကိုအသာစီးကစားနိုင်မယ်ညူကာဆယ်ကလည်းချန်ပီယံလိမှာပုံစံကောင်းရတဲ့အတွက် တကယ်ကိုထိုက်ကင်းဖြစ်မဲ့သေကိုဥတီနိုင်တဲ့ပွဲမျိုးဖြစ်နိုင်တယ်။နောက်ဆုံးပွဲကတော့ Real Madrid နဲ့ Manchester City Real Madrid အသင်းအတွက် Champions League မှာခြေစွမ်းပြနေတယ်။ Manchester City ကတော့အခု Champions League မှာဆက်မပဲရထားတယ်။ဆိုတော့ Madrid မှာပြဿနာကဘာဖြစ်နေလဲဆိုတော့အခုတလောဆယ်မှာ Javier Alonso ယာရုကထုတ်ခံရမယ်အရေး။တကယ်လို့ဒီပွဲကိုသာရှုံးခဲ့ရင် Madrid ကအပြောင်းလဲလုပ်နိုင်တယ်။မနေ့ကတော့က Real Madrid က Man City ကိုနှစ်ချော့လုံးခြေစွမ်းပြကစားသွားခဲ့ပြီးတော့ Man City ကိုရှုံးထွက်မှာထားခဲ့တာ။ ဆိုအခုလောလောဆယ်အနေထားရရင်မတွေ့အသင်းကနောက်ဆုံးခုနှစ်ပွဲမှာသူတို့ရလက်တီဆိုးတယ်ဂျာထဲမှာအက်သလက်တစ်ကလပ်နဲ့အိုလံပီယာကော့ကလွဲရင်ချန်ပွဲတွေအားလုံးရုန်းကန်ရတယ်မန်စီးတီးကတော့ချိန်ငိန်နေတဲ့အသင်းဒါပေမဲ့ရင်မတွေ့နဲ့အလုံးဆို response လုပ်ရမယ်ပွဲစီးတီးကအခုဒီပွဲပြီးရင် Crystal Palace နဲ့အဝေးကွင်းပွဲပွဲချက်ရှိတယ်ကစားရခက်တဲ့ပွဲဖြစ်တယ်ဆိုတော့ Manchester City အနေနဲ့အဝေးကွင်းဖြစ်တယ်နောက်ထပ်က Santiago Bernabeu မှာသူတို့အမြဲတမ်းခက်ခက်ခဲခံရတယ်သူတို့ဖလားသုံးလို့ရတဲ့နှစ်တောင်မှ City ကအကျိတ်နဲ့ကစားရတာဖြစ်တဲ့အတွက်ကြောင့် ရီယမတ်တွေ့မှာအမ်ပပေးကချန်ပီယံလိမှာဂိုးကိုသွင်းထားတယ်တကယ်ကိုကြည်ကောင်းတယ်မယ့်ပွဲပွဲကတော့ဆန်တီယာဂိုဘာနာဘေးမှာကံမယ်ဒေတာစနုတ်ချိန်ည9:00နာရီ UK မှာည8:00နာရီမြန်မာစနုတ်ချိန်နနက်9:00နာရီခွဲမှာကံမယ်ရီယမတ်တွေ့အတွက်ပရက်ရှာတွေကြားကကံမှာဖြစ်ပြီးတော့စီးတီးကလည်းသူတို့ပုံစံကောင်းတဲ့ဘလူးရင်ဆိုင်လေးပေါ့လေဒီပွဲကအေရှန်ရီယမတ်တွေ့အသင်းခက်ခက်ခဲခစားရဖို့ရှိတယ်ဆိုတော့ကျွန်တော်တို့အခုဘရူးနိပွဲမှာကာရာပတ်နဲ့ IS ဖီလာရီယားနဲ့ကိုပင်ဟေဂင်ပွဲကအဆိုးပိုင်းနှစ်ပွဲဖြစ်ပြီးတော့ကျွန်တော်အက်သလက်တစ်ကလပ်နဲ့ပါရစ်စိန့်ဂျာမိန်၊လီဗာပူးလ်ကနျူကာဆယ်ယူနိုက်တက်ပြီးတော့မှကလပ်ဘရူးနဲ့အာစနယ်၊ဘိုရီရှာဒေါ်မန်နဲ့ ဘိုဒိုကလင်ဂျူဗန်တက်စ်ကပါဖော်နဲ့ဘန်ဖီကာနာပိုလီနဲ့ရီယယ်မက်ဒရစ်မန်ချက်စတာစီးတီးပါချန်ပီယံလိပွဲစဉ်တွေရဲ့ပွဲစဉ်6မတိုင်ခင်မှာကျွန်တော်တို့အခုလောလောဆယ်နေထားရတော့ခီလီယန်ဘပ်ပေက6ဂိုးသွင်းထားတယ်ဖစ်တာအိုစီမန်က6ဂိုးသွင်းထားပြီးတော့အဲလင်ဟာလန်နဲ့ဟာရီကိန်းက9ဂိုးစီသွင်းတယ်ကာပရီယယ်မာတီနယ်လီလော်တာရိုမာတီနက်စ်ဟာဗီဘန်အန်ထရီဂေါ်ဒန်မာကက်စ်ဝက်ရှိုးနဲ့ဗတင်ညာတို့အားလုံးက6ဂိုးစီသွင်းထားပါတယ်ဒါကတော့ဥရောပရဲ့ ချန်ပီယံလိပွဲစဉ်တွေရဲ့ပွဲစဉ်6ရက်ဒုတိယနေ့ပွဲစဉ်တွေဖြစ်ပြီးဘဲသင်းတွေသုံးမရမလဲအလွန်ဆိုအတွက်ရောဖီးယားတွေခြားကနေဂွာဒီယိုလာကိုဘယ်လိုရင်ဆိုင်မလဲကိုမမဝေယမချက်ပေးကြပါအားလုံးချေးကျွမ်းပါတယ်